ကချင်ပြည်နယ်ဖားကန်းမြို့နယ်နမ်းမော်ရွာကပအိုးကုမ္ပဏီကြောက်စိမ်းလုတ်ကွက်ဟောင်းမှာအော်တိုဘားလ23ရက်နေ့ကမြေစာပုံတစ်ခုပြိုကျပြီးရေမစေးသမားနှစ်ယောက်ထိဆုံးပြီးတယောက်ထိခိုက်ဒဏ်ရာရတယ်လို့ဒေသခံတွေကပြောပါရယ် ညနေ၄နာရီလောက်မှာမြေစာပုံပေါ်မှာရေမစေးသမားတွေကြောက်ရှာဖွေးနေချိန်မှာမြေစာပုံရုတ်တရက်ပြိုကျလာတဲ့အထက်ကိုနှစ်ယောက်ပါဝင်ပြီးတော့တေဆုံးခဲ့တာပဲဖြစ်ပါတယ်။အသက်၁၄နှစ်အရွယ်ယောက်ျားလေးတစ်ယောက်ကတော့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဖြစ်စဉ်ကိုသိရှိရတဲ့ရေမစေးသမားတဦးက DVV ကိုပြောပါတယ်။မြေစာပုံပြိုပြိုချင်းမှာမြေကော်ဆက်နဲ့ရှာဖွေပေမဲ့အသက်မကယ်နိုင်မဲ့အလောင်းမဲပြန်ရခဲ့တယ်လို့သိရပါဗျ။ တည်ဆုံးသွားတဲ့ရင်မစေးသမား၂ယောက်ဟာဖားကန့်ဒေတာကန်ဒီမဟုတ်ပဲဝန်ကြီးအတွက်ရင်မစေးကြောက်လာရှာတဲ့ရွှေပြောင်းလောက်သားတွေဖြစ်တယ်လို့လည်းသိရပါဗျ။ဖားကန့်မှာနှစ်တိုင်းမိသားပုံတွေပြိုကျလို့ရင်မစေးသမားအများအပြားတည်ဆုံးနေရပြီးအော်တိုဘာလ၃ရက်နေ့တုန်းကလည်းမော်စီစာရွာကကြောက်စင်းလောက်ွက်ဟောင်းတစ်ခုမှာမိသားပုံပြိုကျလို့ရင်မစေးသမားတစ်ယောက်တည်ဆုံးပြီးတစ်ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်ရှင်။